အမော်ရင်ဆက်ရှိနေတော့ချက်စီကိုသာပြောင်းလိုက်တာအကောင်းဆုံးဆိုပြီးမိုင်နုကို ကြံပေးလိုက်တဲ့ boss ကိုဘေးသမားလုံးပဲမင်္ဂလာပါကနာဆောင်ကတရဲနီတဲ့နေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Gain and Glory ကနေကြိုဆိုပါရယ် Manchester United တဲ့ကနဝင်ကွင်းလယ်လူ boss ကိုရဲ့မှတ်ချက်စကားဟာပိတ်သက်တွေရဲ့ဂျားထဲမှာအတိုလေးခရက်ရက်ခတ်သွားစေခဲ့ပါရယ်ကိုတိုင်က United ရဲ့တစ္ဆာရှိဆုံးစားမှာ ကလက်ဆော့92ရဲ့အမာခံတူဖြစ်သူဘော့စကိုကအသင်းအနာဂတ်ကျယ်ပွင့်ကိုဘီမိုင်နူးကိုပြန်ဘက်ချက်စီအသင်းစီပြောင်းရွှေ့ဖို့တိုက်တွန်းလိုက်တဲ့ဖြစ်ပျက်ကတာမန်မဟုတ်ပါဘူးပထမဆုံးအနေနဲ့စကိုရဲ့ပြောစကားကိုခွဲခြမ်းစိတ်ပြကြည့်အောင်ပါသူကကျွန်တော်သာသူဘာမှစဉ်းစားနေမှာမဟုတ်ဘူးပွဲကစားခွင့်ရဖို့မတိကျရင်အသင်းပြောင်းဖို့ပဲစိတ်ကူးမိမှာပဲလို့ပြောခဲ့ပါတယ် ်ပုံမှန်အားဖြင့် United ကနဝင်တွေဟာကစားသမားတွေကိုအသေးမှပဲဆက်နေဖို့ဆက်တိုက်ပွဲဝင်ဖို့တိုက်တွန်းလေးရှိပါတယ်ဒါပေမဲ့ Score ကတော့ဒီတစ်ခါမှာ Leverity ချမ်းမှုကိုရှီတန်းနေခဲ့ပါတယ် Score ကကစားသမားဘဝဆိုတာတိုးတောင်းတယ်ဆိုတော့ကိုကောင်းကောင်းနားလည်ထားပါတယ်အထူးသဖြင့် Kobe Mainu လို့အသက်20ဝန်းကျင်ရွယ်ကစားသမားတစ်ယောက်အတွက်အရန်ကုန်မာထန်နေရတဲ့တရားဒီဟာဖွံ့ဖြိုးတိုးတက်မှုအတွက်အကြီးမားဆုံးဆုံးရှုံးမှုပါပဲဒါက Kobe Mainu ရဲ့ပြစ်မှတ်မဟုတ်တာဆိုတဲ့စကားက Mainu ပေါ်မှာထားတဲ့ Score ရဲ့စာနာမှုကိုပြသပါတယ်ကစားသမားကမတော်လို့မဟုတ်ပဲနီးပြရဲ့စနစ်နဲ့အဆင်မပြေလို့နေရာပြောင်းနေရတာကို Score ကကာကွယ်ပေးလိုက်တာပါ ဘာကြောင့်မိုင်းနူးပွဲတော်ခွင့်မရတာလဲဒါကအဓိကမေးခွန်းပါနေပြရူပင်မော်ရင်ဟာသူ့ရဲ့နာမည်ကျော်၃နေ၃ကစားကွက်ကိုအသုံးပြုပါတယ်အမော်ရင်ရဲ့ကွင်းလေဒဘယ်ပိုက်ပေါ်မှာကစားတဲ့ကစားမား၂ဦးဟာရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုခန်းစစ်စည်းကမ်းနဲ့ကွင်းနဲ့လိုက်လံအဖိအားပေးနိုင်စွမ်းရှိဖို့လိုပါတယ်မိုင်းနူးကဘောလုံးအယုံခန်းစားမှုဖုတ်ဘောအယုံမြင်ပြီးဂျင်းမြောင်းတဲ့နေရာတွေမှာဘောလုံးကိုဆွဲထွက်နိုင်သူဘောကရီယာဖြစ်ပါတယ် ဒါပေမဲ့အမော်ရင်လိုချင်တဲ့ physical monster ဥပမာဥကာတိလိုမျိုးပုံစံမဟုတ်ပါဘူးအမော်ရင်ကမိုင်နုကိုခန်းစစ်ပိုက်အားနေတယ်သူလိုချင်တဲ့ industry မရှိဘူးလို့ယူဆဝင်ရပါတယ်တဟန်လက်ထက်မှာတော့မိုင်နုရဲ့ကွင်းလေရဲ့အဓိကနေရာမှာလွတ်လပ်ခွင့်ရရှိခဲ့ပြီးမြေအမော်ရင်လက်ထက်မှာတော့စနစ်ကလူထပ်ဖို့အရေးကြီးသွားတဲ့သဘောပါပဲချက်စီအသင်းကမိုင်နုကိုစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းက United Patriots တွေအတွက်အိပ်မက်ဆိုးပါပဲ ချက်စီပိုင်ရှင်တော်ဘိုလီတို့ဖွင့်ဟာကမ္ဘာအကြောင်းဆုံးလူငယ်စားမတွေကိုစုဆောင်းရတာဝါသနာပါသူတွေပါမိုင်နီတို့အင်္ဂလန်လက်ရွေးစင်အရေးသွေးရှိတဲ့ကစားသမားတယောက်အသင်းမှာမပြောင်းမရှင်ဖြစ်နေတာကိုသူတို့ကလည်းလောက်ခံမှာမဟုတ်ပါဘူး ရန်နယ်ပိသက်တွေဟာမေဆန်မောင်ကိုချက်စီကနေခေါ်ယူခဲ့တဲ့ကပြောခဲ့ကြပြီမယ်။အခုကိုယ့်လက်မှာကိုယ့်အကယ်ဒမီအတွက်တားရွှင်ဦးလေးကိုပြန်ပက်စီပြန်ပေးရမယ့်အခြေအနေကရင်နာစရာပါ။ချက်စီနီးပြမာရက်စကာရဲ့ position base ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားခွက်ကမိုင်နူးရဲ့နင်းစနစ်ပိုင်ကျွမ်းကျင်မှုနဲ့ပိုပြီးတော့ကန့်ညင်နိုင်ခြင်းရှိပါတယ်။ဂိုင်းစီတို့လာပီယာအန်ဆိုတို့နဲ့အတူမိုင်နူးအတွက်ကစားရင်ကြောက်စရာကောင်းတဲ့ကွင်းလေဖြစ်လာနိုင်ပါတယ်။ ်စကိုးပြောခဲ့တယ်လို့ပါပဲလက်ရှိ United ပိတ်သက်တွေကဒီကောင်လေးကိုချစ်ကြတယ်မိုင်နူဟာစစ်မှန်တဲ့ United အသွေးသားပါ FA Cup Final မှာ Man City ကိုဂိုးသွင်းပြီးတော့ဖလားယူပေးခဲ့တဲ့သူရဲ့ကောင်းလေးပါပိတ်သက်တွေကမိုင်နူကိုမကစားရလို့စိတ်ပြရတာထက်မိုင်နူရဲ့အရေးချင်းကိုအသုံးမချပေးတတ်တဲ့နေရာမပေးတတ်တဲ့နီးပြအမော်ရင်ကိုပို့ပြီးတော့ဒေါသထွက်နေကြပါတယ် Academy ထွက်တွေကိုနေရာမပေးရင် United မဟုတ်တော့ဘူးဆိုတဲ့ခံယူချက်ကပိတ်သက်တွေကြားမှာရှိနေစေပါ Score ရဲ့တိုက်တွန်းမှုကမှန်ကန်ပါသလားကစားသမားရှုထောင့်ရမှန်ကန်ပါတယ်အသက်20အရွယ်မှာအရန်ကုန်ထန်နေရတာကကစားမဘွားကိုတတ်နေတယ်လို့ပါပဲကစားခွင့်ရမ မယ့်နေရာကိုတန်ဖို့ကိုနားလည်တဲ့နေရာကိုသွားတာအကောင်းဆုံးပါပဲအသင်းရှူတော့ရကြည့်မယ်ဆိုရင်တော့ဆုံးရှုံးမှုကြီးပါမိုင်းနူးလိုပါရမီရှင်ကိုလက်လွတ်လိုက်ရရင်ယူနိုက်တက်အတွက်နောင်စနစ်စာနောင်နာရစရာဖြစ်လာနိုင်ပါတယ်ပေါ်ပေါ်ပါတော့ကလို့အလွတ်နဲ့ထွက်သွားပြီးမှပြန်ဝင်ရတဲ့အဖြစ်မျိုးကိုထပ်မချုံချင်တော့ပါဘူး အချုပ်ဆိုရရင်ဘော့စကိုရဲ့မှတ်ချက်ဟာရိုးရှင်းပြီးမဲ United ဘုတ်ဖွဲ့တဲ့နီးပြအမော်ရင်အတွက်တတိပိခေါလောင်းတယ်မှာပဲကိုဘီမေနူးလိုကစားမမျိုးကိုအသင်းမှာပျော်ရွှင်အောင်မထားနိုင်ရင်ကစားကိတ်မပေးနိုင်ရင်တကားပဝါမှာ Chelsea လိုတန်းကောင်တွေကအစင်းသင်းစောင့်နေတယ်ဆိုတာကိုမိမောင်းထုတ်ပြလိုက်တာဖြစ်ကြမှာစကိုရဲ့စကားတွေပေါ်မှာညီကိုတို့ကရောဘလို့မြင်ကြလဲပြောပြသွားခဲ့ကြပါဦးအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်